ဘုရုသာသမီရာဟုသာသမီများအနေနဲ့ဒီတစ်ပတ်မှာတော့လုပ်ငန်းကိန်းကန်းနဲ့ပတ်သက်ပြီးတော့ပြင်ဆင်မှုတိုးချဲ့မှုကိစ္စရပ်လေးတွေအတွက်နဲ့ပတ်သက်ပြီးပညာရေးနဲ့ပတ်သက်ရင်တော့လကောင်းလုပ်ငန်းရဲ့နဲ့ပတ်သက်တော့ပညာရပ်တွေကိုတော့လကောင်းတချို့တော့ကိစ္စရပ်လေးတွေမှာအတွေ့အကြုံနဲ့ပတ်သက်တော့လုပ်ငန်းအတွေ့အကြုံနဲ့ပတ်သက်တော့ပညာရပ်တွေကိုတော့လကောင်းဒီလိုပညာရပ်လေးတွေကိုစီပူခြင်းလေ့လာခြင်းပြန်လည်သင်ယူခြင်းကိစ္စရပ်လေးတွေကြုံရလိမ့်မယ် လုပ်ငန်းကြောင်းလဲဖို့အတွက်ကိုတချို့သောကိစ္စရက်လေးတွေမှာကိုကပြန်လဲလေးလာရတာပြန်လဲတင်ယူရတာလုပ်ငန်းအပြောင်းလဲလုပ်မဲ့လုပ်ငန်းတွေအပေါ်မှာနော်လိုအပ်မဲ့လိုအပ်ချက်တွေကိုပြန်လဲလေးလာရတာတင်ယူရတဲ့ကိစ္စရက်မျိုးလေးတွေဒီဘက်မှာကြုံတွေ့ရတဲ့အနေအထားမျိုးလေးတွေရှိနေတယ်။တချို့သောကိစ္စရက်လေးတွေမှာဟိုလုပ်ငန်းတိုးချဲ့ဖို့အရာလေးတွေကိုစိတ်မစောဘူးစိတ်မညံဘူးနော်မိမိတို့ရဲ့စိတ်ထဲမှာလှုပ်ချင်ကြင်စိတ်များနေတယ်လှုပ်မဲ့ဆိုဒုံတိုင်းထလှုပ်ချင်တဲ့အတွေးလေးတွေများနေပြီမဲ့ ဒါလေးမျိုးတော့ခေတ္တခဏတိခါမှုအတွက်ကိုတော့အကြံပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အရာကိုကိုယ်လုပ်မဲ့လုပ်ငန်းတွေအပေါ်မှာကြွန့်ကျင်မှုရှိအောင်ပိုင်နိုင်မှုရှိအောင်နော်လိုအပ်တဲ့ပညာရက်ကိုစီးပူးပါလေ့လာပါလို့အကြံပေးခြင်းတယ်လို့ဒီတစ်ခါမှာပညာရေးနဲ့ပတ်သက်ပြီးတော့ပညာနဲ့ပတ်သက်တဲ့အရာတွေကိုစီးပူးတာတို့လေ့လာတာတို့နော်လုပ်ငန်းအတွေ့အကြုံယူတာတို့ ဒါမျိုးလေးတွေကြုံရလိမ့်မယ်ဒီလိုကြုံရတယ်ဆိုလို့ရှိရင်လည်းကောင်းသောအတွေ့အကြုံမျိုးလေးတွေယူပါကောင်းသောပညာရက်လေးတွေကိုလေ့လာပါစီးပူးပါလို့အကြံပေးချင်ပါတယ်အဲ့လိုမှမဟုတ်ပဲねကိုကပညာရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အရာကိုတက်တဲ့ပညာကနည်းနည်းကိုထားလုပ်လိုက်တဲ့အချိန်ခါမှာမထင်မှတ်လို့ရှိရင်မထင်မှတ်တယ်လို့ဆုံးရှုံးမှုတွေဖြစ်သွားတတ်တယ်ကိုရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အတွေ့အကြုံနှုတ်ရင်နှုတ်တယ်လို့ငွေကြေးလေးတွေဆုံးရှုံးသွားတတ်တယ်လုပ်ငန်းလေးတွေပြည့်စည်သွားတတ်တယ်လုပ်ငန်းအသက်လည်းမရဘူးအဟောင်းလည်း ရှေ့ဆက်ခတ်တယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားတတ်တယ်။ဒါကြောင့်မို့လို့မိမိတိုးချက်မယ်ဆိုလို့ရှိရင်တိုးချက်ခြင်းနဲ့လုပ်ငန်းရှိတယ်ဆိုလို့ရှိရင်စဉ်းစားထားပါ၊ကြိုတင်ပြီးတော့စီစဉ်ထားပါ။လုပ်ငန်းအတိတ်နဲ့ပတ်သက်တဲ့အရာလေးတွေကိုကြိုတင်ပြီးလေ့လာသုံးသပ်ထားဖို့အတွက်ကိုလည်းအကြံပေးချင်ပါတယ်။တေချာတိကျတဲ့ပညာရပ်ကိုသုံးသပ်ထားမှလေ့လာထားမှဒါလျင် မိမိလုပ်ငန်းတိုးချဲ့တဲ့အခါမှာအရန်နဲ့ဖြစ်လိမ့်မယ်လုပ်ငန်းတိုးချဲ့တဲ့အခါမှာအဆင်ပြေချုံးမွေးမှုတွေရှိလိမ့်မယ်အဲ့လိုမှမဟုတ်လို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်ပြီးကချော့ကချော့ဖြစ်သွားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရနိုင်တဲ့အခြေအနေလို့ဒီတစ်ပတ်ထဲမှာကြုံရနိုင်တယ်ဖျက်တတ်တဲ့အနေအထားလေးတွေရှိတယ်အလုတ်ကန်အလုတ်ကန်ကိစ္စရက်နဲ့ပတ်သက်ပြီးတော့တချို့သောအရာလေးတွေမှာလှုပ်ချင်စိတ်ရှိနေတဲ့ကိစ္စတွေကိုတင်ကြားမဲ့အရာလှုပ်ရမဲ့အရာတွေကိုအချိန်မဆွဲဘဲနဲ့တော့လှုပ်ပါ အချိန်မဆွဲဘဲနဲ့တော့လုပ်ပါလုပ်ငန်းအတွေ့အကြုံကိုကောင်းစွာယူပါကောင်းမွန်မှုကို ရရှိဖို့အတွက်ကိုကြိုးစားပါဒါဆိုလို့ရှိရင်ဒီတစ်ပတ်မှာလုပ်ငန်းတင်တဲ့ပတ်သက်တဲ့အရာလေးတွေအောင်မြင်ဖို့အတွက်ကိုခြေလှမ်းပေါ်လာပါလိမ့်မယ်လမ်းစားပေါ်လာပါလိမ့်မယ်လမ်းကြောင်းပေါ်လာပါလိမ့်မယ်အလုံးမရှိသေးတဲ့သူတွေလည်းလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေ ရရှိလာနိုင်တဲ့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေရရှိလာနိုင်တဲ့အင်တာဗျူးဖြေထားတဲ့သူတွေလည်းအင်တာဗျူးနဲ့ပတ်သက်ပြီးအောင်မြင်လာနိုင်တယ်။လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့တန်းကြာနေတဲ့ကိစ္စရပ်လေးတွေရပ်နာထားတဲ့လုပ်ငန်းလေးတွေပြန်လည်ပြီးတော့အတက်သွင်းရတဲ့အချိန်ဒီပိုင်းဆိုင်ရာကြုံတယ်လို့လုပ်ငန်းနဲ့ပတ်သက်တဲ့အရာတွေမှာပြန်လည်စတင်ရခြင်းကိစ္စရပ်လေးတွေကြုံဆုံရပါလိမ့်မယ်။ကြုံဆုံရတဲ့အနေအထားမျိုးတွေတွေ့ရပါလိမ့်မယ်။ဒီတစ်ပတ်အတော်အတွင်းမှာယာယီနဲ့ပတ်သက်သောခရီးလေးတွေထွက်ရပါလိမ့်မယ်။ယာယီနဲ့ပတ်သက်တဲ့ခရီးလေးတွေ ဒီထွက်ပေးပါထွက်ပေးလိုက်မယ်ဆိုလို့ရှိရင်မိမိတို့ကောင်းကျိုးလေးတွေရရှိလာမှာဖြစ်ပါတယ်အလုတ်ကိုင်းနဲ့ပတ်သက်တဲ့ခီးတော်၎င်းအပြောပါနဲ့ပတ်သက်တဲ့ခီးတော်၎င်းဒါမှမဟုတ်လို့ရှိရင်အိယာပြောင်းခြင်းနဲ့ပတ်သက်တဲ့ခီးတော်၎င်းဒီလိုခီးမျိုးလေးတွေထွက်ပေးမယ်ဆိုလို့ရှိရင်ပုံမူပြီးတော့အခွင့်လန်းလေးတွေပွင့်လန်းလာမယ်အချိန်ဒီအချိန်ခါအချိန်ဒီအချိန်ခါပိုင်းဆိုင်ရာလို့ပြောရမှာဖြစ်ပါတယ်တချို့တော့အရာတွေမှာเนาะမိမိရဲ့အခက်ခဲ ဖြစ်နေတဲ့လုပ်ငန်းကိန်းကန်းနဲ့ပတ်သက်ရင်အထက်လူကြီးနဲ့ပတ်သက်တဲ့ကိစ္စရလေးတွေအထက်လူကြီးကကိုယ်ကြီးထောက်ပံ့တာလေးတွေကြုံတွေ့လာရမယ်အနေထားပိုင်းဆိုင်ရာလေးတွေကြုံရလိမ့်မယ်ငွေကြေးနဲ့ပတ်သက်တဲ့အခါကျလို့ရှိရင်ဒီဘက်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့တင်းတော်တလောက်လေးအဝင်အထွက်ကောင်းနေလိမ့်မယ်ငွေကြေးဝင်မယ်ဆိုလို့ရှိရင်လည်းအဝင်ကောင်းလိမ့်မယ်စုဆောင်းနိုင်တဲ့ငွေကြေးဒါမှမဟုတ်လို့ရှိရင်မိမိအနေနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့တင်းတော်တလို့လက်ထဲမှာဆုပ်ကင်ထားနိုင်တဲ့ငွေကြေးအမောက်တစ်ခုဒီဘက်မှာကြုံရလိမ့်မယ် အရင်ပတ်ဒီမှာအရင်ချိန်ဒီမှာငွေကြေးနဲ့ပတ်သက်ပြီးအဆင်မပြေထားတဲ့သူတွေမရရှိဘူးဆိုတဲ့သူတွေအခက်အခဲရှိတဲ့သူတွေဒီဘက်မှာဝင်ဝင်နဲ့ပတ်သက်ပြီးကောင်းလာလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်ပြီးတော့မိမိဝင်ဝင်လာတဲ့ငွေတို့ဒီဟိုပိုရှန်ယုံနဲ့မကပဲနဲ့စုဆောင်းနိုင်တဲ့အဆင့်ထိကိုဖြစ်ပေါ်လာနိုင်တဲ့အချိန်ဒီပိုင်းဆိုင်ရာလေးတွေကြုံရလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်ပြီးတော့ဒီဘက်မှာဝင်ဝင်ကောင်းနိုင်တဲ့အချိန်ဒီပိုင်းဆိုင်ရာလေးတွေရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးကံအား ကောင်းလာနိုင်တဲ့အနေအထားလေးတွေရှိတယ်။မထင်မှတ်ပဲနဲ့ငွေကြီးအစုလိုက်ပုံလိုက်ရတာမျိုး၊ငွေကြီးအောင်မြင်တာမျိုး၊ငွေကြီးနဲ့ပတ်သက်ပြီးတော့ငညာဆဆာရရှိလာတာမျိုးဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်။ဒါမျိုးလေးတွေကြုံတွေ့ရတတ်တဲ့ရသက်တဲ့ဘက်လို့ဆိုရမှာဖြစ်တယ်။ဒီအချိန်မှာအတတ်နိုင်ဆုံးတတိထားရမှာကတော့အယံကယောကြီးစွန့်လာပြီးလှုပ်တဲ့ကိစ္စရက်မျိုးလေးတွေတော့မလှုပ်ဖို့အတွက်တော့အကြံပေးခြင်းနဲ့တချို့သောຢာတွေမှာတီထွင်တာတို့စွန့်လာတာတို့လုပ်ငန်းနဲ့ပတ်သက်တဲ့အရာတွေမှာသူများနဲ့မတူတဲ့လမ်းကိုဆန့်ကျင်ဘက်လမ်းကိုလှုပ်တတ်တာတို့ဒါမျိုးလေးတွေတော့တတိထားပါ ဒါတွေကမိမိရဲ့ဒုက္ခကိုကိုဒုက္ခကိုရှာတာနဲ့တူသွားလိမ့်မယ်တချို့တော့အရာလေးတွေမှာတီထွင်အရန်ကြီးတီထွင်တာနီလန်အဟောင်းကိုမတုံးညင်လို့နီလန်အတက်ကိုတုံးညင်လို့ဆိုတဲ့ပုံစံမျိုးနဲ့ idea အတက်တွေအတွေးခေါ်အတက်တွေနဲ့နော်စတန်ထွင်တဲ့ပုံစံမျိုးလေးတွေမလုပ်ပါနဲ့အဲ့လိုမျိုးလုပ်ခဲ့မယ်ဆိုလို့ရှိရင်တော့ငွေကြေးဆုံးရှုံးခြင်းဒါမှမဟုတ်လို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးပြည့်စည်ခြင်းငွေကြေးနဲ့ပတ်သက်ပြီးတော့ဟိုမျက်နှာ တ်တဲ့အခြေအနေပိုင်းဆိုင်ရာကြုံတွေ့ရတတ်တယ်။ဒါကြောင့်မို့လို့ဒီတစ်ပတ်မှာအကြံဉာဏ်ပေါ်လာတိုင်းထမလုပ်ပါနဲ့။တချို့သောအကြံဉာဏ်လေးတွေကမိမိရဲ့ဟိုကောင်းကျိုးထက်ဆိုးကျိုးကိုပို့ပြီးတော့တွန်းအားပို့တတ်တဲ့ပေးတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိပါတယ်။အလုပ်တိုင်းနဲ့ပတ်သက်တဲ့အရာလေးတွေတိုးချဲ့မယ်ဆိုလို့ရှိရင် step by step တစ်ဆင့်ချင်းသွားပါ တခုချင်းသွားပါအလုတ်ကင်ကိုကြော်ပြီးမလုတ်ပါနဲ့တခုပြီးတခုဟိုတဆင့်တဆင့်ကြော်ပြီးမလုတ်ပါနဲ့အဆင့်ကြော်ပြီးအလုတ်မလုတ်စေချင်ဘူးလုံးမယ်ဆိုလို့ရှိရင်တော့အခက်ခဲဖြစ်တတ်တယ်အဆင့်ကြော်ပြီးလုံးမိတယ်ဆိုလို့ရှိရင်တော့ဆုံးရှုံးမှုတွေဖြစ်တတ်တယ်ရစရာတွေမရပဲဖြစ်တတ်တယ်မကုံတဲ့တာတွေကုံသွားတတ်တယ်ဒီလိုမျိုးလေးတွေကြုံတာကြုံတွေ့ရနိုင်တဲ့ရတ္တတပတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတတိမလွတ်ဖို့အတွက်ကိုလည်းအကြံပြုချင်ပါတယ်အကြံပေးချင်ပါတယ်ဒီတစ်ပတ်တော်တဲ့မှာဗုဒ္ဓဥဒ္ဒသမီးရာဟုတာသမီးတွေအတွက်ပေါ့နော် စိုးရိမ်စိတ်တွေအများများနေလိမ့်မယ်အတိုက်ခံတွေပေါ်မှာဒါကြောင့်လို့ရှိရင်အရင်ကပေါ်ခဲ့မှုတွေပြဿနာမျိုးတွေထပ်ပြီးဖြစ်လာမှာဒါကြောင့်လို့ရှိရင်ကိုယ့်ကိုမနာလိုတဲ့သူများရှိလာမလားဆိုတဲ့စိတ်မှာတန်ရလေးတွေဖြစ်ပေါ်နေတတ်တယ်တော်ဝင်ကြောင်အရန်ကရောတန်လျာမဖြစ်ပါနဲ့တပားသူကိုအရန်ကရောတန်လျာမဖြစ်ပါနဲ့မိဆွေတို့ဖြစ်ပေါ်နေတဲ့တန်လျာတွေဟာတကယ်လက်တွေ့မှာမဖြစ်လာနိုင်ဘူးဆိုတော့အကြောင်းလေးတွေကိုတော့အကြံပေးခြင်းပါတယ်ဖြစ်လာနိုင်တဲ့အရာလေးတွေမဟုတ်ပါဘူး အရန်ကရောကိုယ်စိတ်ထဲမှာကြိတ်ပြီးခံစားရတဲ့ကိစ္စရက်မျိုးလေးတွေတစ်ခါတစ်ခါကိုတန်လျာများနေတဲ့ကိစ္စရက်မျိုးလေးတွေကိုဒီနေ့ဒီချိန်ကစပြီးပယ်သတ်ပါလို့တော့အကြံပေးခြင်းပါတယ်ဒီလိုပယ်သတ်မှသာလင်းကိုယ့်ရဲ့လုပ်ငန်းကိုင်ငံအတွက်အခွင့်အလမ်းပွင့်လမ်းမှာဖြစ်ပါတယ်တချို့သောအရာတွေမှာ စိတ်ပူတာစိုးရိမ်တာအတွေးများတာအတွေးလွန်တာမျိုးတွေတိတ်ပြီးတော့မဖြစ်စေခြင်းဘူးစိတ်ပူတာညာရင်လည်းကိုယ်တော့အခက်အခဲဖြစ်နိုင်တယ်စိုးရိမ်တာညာရင်လည်းကိုယ်တော့အခက်အခဲဖြစ်နိုင်တယ်အရင်ကဖြစ်ခဲ့တဲ့အရာတွေကိုကိုကတော့တင်ရစာယူလာတာပေါ့အရင်ကအမှားလေးတွေထပ်မဖြစ်အောင်ဆိုတဲ့အတွေးမျိုးလေးတွေတော့ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့အရင်ကအမှားတွေမဖြစ်လာပါဘူးအရင်ကရလာတဲ့တင်ကန်းစာမျိုးနဲ့ထပ်တူညီတဲ့ပြဿနာမျိုးဒီဒီမှာဖြစ်လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာမရှိပါဘူးမရှိဘူးဆိုတဲ့အကြောင်းအရာရှိတဲ့အတွက်ကြောင့်မို့လို့ အယံကရောစိတ်မပူဘူးအကြံပေးခြင်းပါတယ်ဘုရုသာသမီးရာဟုသာသမီးများအတွက်ဒီဘက်မှာအိမ်တွင်းရေးအိမ်တော်ရေးမိသားစုရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကိုဟောကြားတင်ပြပေးခြင်းပါတယ်မိမိအိမ်နဲ့ပတ်သက်တဲ့အရာကိုအိမ်ပြင်တော်၎င်းခြံစည်းရိုးခတ်တော်၎င်းအိမ်နဲ့ပတ်သက်တဲ့အရာတွေကိုခြံစည်းရိုးပြင်တဲ့ကိစ္စရပ်တွေတော်၎င်း ဒါမျိုးလေးတွေလောက်ရတတ်တယ်။အိမ်နဲ့ပတ်သက်ပြီးပြင်ဆင်ရင်တော့လကောင်းလုပ်ငန်းကိန်းကန်းနဲ့ပတ်သက်ပြီးတော့နေရာထိုင်ခင်းပြင်ဆင်ရင်တော့လကောင်းအသက်တိုးချဲ့ရင်တော့လကောင်းဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်။လောက်ကန်ရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံရလိမ့်မယ်။အခြေအနေနဲ့ပတ်သက်လို့ရှိရင်ဗုဒ္ဓသာသမီယာဟုသာသမီများဒီဘက်မှာစမ်းပွင့်နေတတ်တဲ့အခြေအနေပိုင်းဆိုင်ရာရှိတတ်တယ်။မိမိကိုယ်တိုင်ကလည်းစိတ်ပါဝင်စားတဲ့သူတဦးတယောက်ဆိုလို့ရှိရင်ဒီတဦးတယောက်ကိုပဲစိတ်ကနေပြီးတော့ ဟိုသွေးလန်းတတ်တဲ့အပြစ်မျိုးလေးတွေဒီဒီဘက်မှာပုံနေလိမ့်မယ်ကိုကကိုဘက်ကနေခရက်နေတဲ့သူတယောက်ကိုဆိုလို့ရှိရင်ပေါ့ဒီလူမှာအရှိမရည်သားပဲရှိရှိဘာကြီးပဲဖြစ်နေဖြစ်နေသူ့ကိုမရမကလက်ခံကျင်နေဆိုတဲ့အတွေ့သူ့ကိုပဲအဓိကလိုချင်နေဆိုတဲ့အတွေ့မျိုးလေးတွေဖြစ်နေလိမ့်မယ်တခြားကိုဘေးနားမှာဟိုသူ့ထက်ပါတဲ့သူတွေဘလောက်ပဲလာလာသိပြီလက်မခံကျင်ဘူးဆိုရဲအတွင်းတိုင်းဆိုင်ရာလေးတွေအတွင်းမျိုးလေးတွေကြုံတွေ့ရတဲ့အနေအထားမျိုးလေးတွေရှိလိမ့်မယ်ဒီလိုမျိုးလေးတွေကြုံတွေ့နိုင်တဲ့အနေအထားမျိုးလေးတွေရှိလိမ့်မယ်ဘုရူသားသမီးယာဟုသားသမီးများအတွက် ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကိုဆက်လက်ပြီးဟောကြားပေးနေပါတယ်။ဘုဒ္ဓသာသမီယာဟုသာသမီများကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းဒီတစ်ပတ်အတော်အတွင်းမှာနည်းနည်းလေးအလုံးကိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးအားအင်ချိနေတဲ့ဝေဒနာမျိုးလေးတွေခွန်အားနည်းတဲ့ဆိုတဲ့ပုံစံမျိုးလေးတွေအိပ်ရပြတ်တဲ့ဆိုတဲ့ပုံစံမျိုးလေးတွေကြုံနေလိမ့်မယ်။ဒါကြောင့်လို့ရှိရင်ညံ့ညာအိပ်မပြိုတဲ့ပုံစံမျိုးလေးတွေအစင်းစားတာများတာအတွေးပေါ်များတဲ့အတွက်ကြောင့် စိုးရင်စိတ်ပူပန်စိတ်ညားရတဲ့အတွက်ကြောင့်ညာအိတ်မပြောတဲ့ပုံစံမျိုးလေးတွေကြုံတွေ့ရပါလိမ့်မယ်ဒီလိုမျိုးလေးတွေကြုံတွေ့နိုင်တဲ့အချိန်ခါလို့ဆိုရမှာဖြစ်ပါတယ်ဘုလူသားသမီးယာဟုသားသမီးများအတွက်ဒီတစ်ပတ်မှာအခက်ခဲအကြက်တဲလေးတွေရော့ပါပြီးတော့ကောင်းကျိုးလေးတွေရရှိဖို့အရေးကိုကျွန်တော်ဂျယ်ရန်နဲ့ပတ်သက်တာလေးကိုပေးပြပါတယ်ဂျယ်ရန်နဲ့ပတ်သက်တာကိုပေးရမယ်ဆိုလို့ရှိရင်တော့မိမိအိမ်ဖျားမှာတော့လကောင်မိမိမွေးနံထောက်မှာတော့လကောင်ဒါမှမဟုတ်လို့ရှိရင်တက်ကြီးရွယ်ဦးတယောက်ယောက်မှာတော့လကောင်နော်တရားရောက်ကိုတော့လည်းကောင်းကိတ်မုတ်တစ်ခုရဲ့ အမွှေးတိုင်းအမွှေးရဆိုလို့ရှိရင်လေလူပုတ်ကိုဆိုလို့ရှိရင်တော့ဟိုထုံလို့တော့မရဘူးဘောနော်အမွှေးတိုင်းအထုတ်ကြီးတစ်ထုတ်ကိမ့်မို့တစ်ခုဝယ်ယူလှူဒန်းပေးပါဒါဆိုလို့ရှိရင်မိရဲ့အခက်ခဲလေးတွေအခိုင်ညာလေးတွေပြေပြောက်သွားပါလိမ့်မယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါသေးရဲ့အဆရာကြီးကိုဖြစ်ပါတယ်